မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှီကျင်းပင်မင်းအောင်လိုင်းတွစ်ဆုံခဲ့မှုအပေါ်သုံးသက်ချက်များဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်ဤရုတ်သေးဟုအမည်တွင်နေသည့်မင်းအောင်လိုင်းသည်မော်စကိုတွင်ရှီကျင်းပင်နှင့်ရှားရှားပါပါတွေ့ခွင့်ရခဲ့စဉ်အတွင်နိုင်ငံတွင်ရှိတရုတ်အကျိုးစီးပွားကိုဆန်းဆန်းတမန်ကာကွယ်ပေးသွားမည်ဟုကြေညာပေးခဲ့ရှာသည်ကြာသပတေးနေ့တွင်နှစ်ထိုးကြီးမြို့နယ်အတွင်းရှိတရုတ်တံခွေပိုင်လိုင်းမှာခွဲထုတ်စခန်း of state station တခုအားစောင့်ကြနေသောစစ်ကောင်စီတပ်သား80ခန်းသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏တိုက်ခိုက်လာမှုကြောင့်စခန်းအားစွန့်ခွာကာကိုလိုယုံထွက်ပြေးသွားသည်ဟုသတင်းဌာနတွင်ဖော်ပြထားသည်တရုတ်အစိုးရမီဒီယာများက၄နှစ်အတွင်းပထမဆုံးအကြိမ်တွေ့ဆုံခဲ့မှုဟုဖော်ပြခဲ့ပြီးရှီကျင်းပင်မှတရုတ်ဝန်ထမ်းများအဖွဲ့အစည်းများ ပရိုဂျက်များလုံခြုံမှုရှိရေးကိုအမခံပေးရန်နှင့်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများတိုက်ဖြတ်ရေးအားအရှိန်မြင့်လှောက်ဆောင်ပေးရန်တိုက်တွန်းခဲ့သည်ဟုဖော်ပြထားသည်ထို့သောတွေးဆောင်ခဲ့မှုအပေါ်နိုင်ငံတကာရှိမြမအရေးလေးလာတုံးသက်သူများ၏တုံးသက်ချက်များကို South China Morning Post တွင်ဖော်ပြထားသည်ကို တင်ပြသွားပါမည် ဂျေဆင်တာဝါအမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူရှီကျင်းပင်သည်လေးနှစ်ကျော်မတွေ့ဘဲထားခဲ့ရမှာယခုအခါကြာရှုံးလာပြီဖြစ်သောစစ်အုပ်စုအားပို၍ထောက်ပံ့ပေးဖို့လိုအပ်လာသည်ဟုယူဆလာသည်ကိုထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်ထို့သောတွေ့ဆုံနိုင်ရန်ရုရှားဘက်မှလည်းနေရာထိုင်ခင်းကအစာစီစဉ်ပေးထားသည်ကို ကြည့်မည်ဆိုကရုရှားနှင့်တရုတ်သည်မြမအရေးအပေါ်ပို၍နီးနီးကပ်ကပ်ညှိနှိုင်းလာမှုကိုပြဆိုနေသည်သို့သောရှိသည် မင်းအောင်လိုင်းအားလက်ခံတွေ့ဆုံမှုကြောင့်မြန်မာနိုင်ငံအတွင်းတရုတ်ဆန့်ကျင်ရေးသဘောထားများပြင်းထန်လာခဲ့ရသည်သာအဖက်တင်ကြံခဲ့သည်ကယုတ်ဤအပြင်းထန်ဖိအားပေးမှုကြောင့်ကိုကန့်အဖွဲ့သည်လာရှိုအားပြန်ပေးလိုက်ရသည့်အထိဖြစ်လာခဲ့မှုအပေါ်လဲစိုးရိမ်မကိန်းဖြစ်မှုများကြီးထွားလာခဲ့သည်စတိုက်ဆိုသလိုအရှက်ရနေသောမင်းအောင်လိုင်းအဖိုးအနေငယ်အသက်ရှူချောင်သွားစေခဲ့ရတော့လေ၎င်းတို့အသက်ဆက်နိုင်ရေးအတွက်တရုတ်အပေါ်ပို၍မိခိုလာရမှုကြောင့် ကီပအာကိုပစိန်ယိုးဟုတမုတ်ချင်းခံခဲ့ရသည်ဟုဆိုသည်ဇာကာရီအဘူဇာဝါရှင်တန်အမျိုးသားစစ်ကောလေကင်မရာရှိတွင်အပြုံးများဝေစားနေတော်လဲနောက်ွယ်တွင်မူလုံမည်ဆိုသောရွေးကောက်ပွဲအတွက်စစ်မြေပြင်တွင်တိတိတတ်တာတိုးတက်လာအောင်လှုပ်ဖို့ပြောဆိုဝဲရှိသည်တရုတ်သည်ရွေးကောက်ပွဲအားစစ်အုပ်စု၏သွားနေရလမ်းကြောင်းမှခွဲထွက်နိုင်မှုအဖြစ်ရှုမြင်ထားသည်ဤသည်မှာလည်း၎င်းတို့မိတို့များအနိုင်ရနိုင်တော်မည်မဟုတ်ဆိုသည်ကောင်းစွာတည်ထားပြီးဖြစ်၍နိုင်ငံရေးအရာအဖြစ်ရှာနိုင်ရေးဘက်လှည့်လာခြင်းဖြစ်သည် အတိုက်ခံများဘက်ကအနိုင်ရသွားမည်ဆိုကတရုတ်အတွက်ရှုပ်ထွေးလာနိုင်သည့် Federal Democracy နှင့် ထိုထက်ပို၍စိုးသွားနိုင်သည်က ရေရှည်လာမည်ပြည်တွင်းစစ်ကြီးဆိုသည့်အနေရများရှိနေသည်ထိုအကြောင်းများကြောင့်စစ်အုပ်စုအလွန်နိုင်ငံရေးတွင်စစ်တပ်မှအတိုင်းအတာတစ်ခုအထိကိုစားပြုနိုင်မည်ပုံစံမျိုးသာအလိုရှိနေသည်ပီကျင်းသည့်ထွက်ပေါ်လာမည့်အစိုးရပုံစံအပေါ်တန်တရာရှိနေတော်လဲ၎င်းတို့အဓိကထားနေသည်ကနေဆက်ဒေတာတည်ငြိမ်ရေးနှင့်၎င်းတို့အကျိုးစီးပွားများကာကွယ်နိုင်ရေးပင်ဖြစ်သည်။ ကီလိုမီတာ1000ကျော်ရှိပြီးဒေါ်လာ15ဘီလီယံခန့်ကုန်ကျနိုင်ပြီးကြောက်ဖြူစိတ်ကမ်းမှမူဆဲအတီးဖောက်လုံးပြီးဇင်းကြံလက်မကြီးသည်တော်လန်ရေးတပ်ပေါင်းစုဤထိန်းချုပ်နေမည်များကိုဖျက်ဆီးသွားရမည်ဖြစ်၍ထိုးတက်မှုတစုံတရာရှိမလာသည့်အပြင်မန္တလေးမူဆဲမီရထားလန်သည်လည်းရက်တန့်ထားရသည်မိုက်ကယ်ဂရေးဗာစ်တွဲဖက်ပေါင်ပေါက်ခဒိမတ်အာဟော့စ်တက်ခတ်သူ ပီကျင်းသည်ယခုအခါအာရကတက်တော်မှရခိုင်ပြည်နယ်တစ်ခုလုံးဒီပါကိုထိန်းချုပ်ထားပြီးဖြစ်သည့်ဖြင့်၎င်းတို့၏ရဝန်းနှင့်လမ်းစီမံကိန်းများအတွက်စိုးရိမ်မကင်းဖြစ်လာနေသည်။ နိုင်ငံရေးအစီအမံများကိုလည်းနိုင်နိုင်ချိန်ချိန်ဖြင့်ဆက်၍လှုပ်ရန်တရုတ်သမ္မတမှမင်းအောင်လှိုင်အားပြောသည်ဟုလူသိရှင်ကြားထုတ်ပြန်လာခဲ့ခြင်းဒီကပင်ရွေးကောက်ပွဲမတိုင်မီအခြေအနေများပို၍တည်ငြိမ်လာအောင်ပြုလုပ်သင့်သည်ဟုဆိုလိုခြင်းဖြစ်သည်ဒို့မဟုတ်က၎င်းတို့ထိတ်ထုတ်ထားသည့်နေရာကောက်ကွက်လေးတွင်သာပြီးဆက်လွဲလှုပ်သွားတော်မူဖြစ်သည်ရှီကျင်းပင်သည်မင်းအောင်လှိုင်အားမြောက်ပိုင်းနှင့်အရှေ့မြောက်ဒေသရှိဒိုင်းသားအဖွဲ့အစည်းများနှင့်ပြေးလည်အောင်လှုပ်စေခြင်းတော်လဲမင်းအောင်လှိုင်ဘက်ကမိတို့မြမလိုက်ရောပဲဘုံမြဆက်တိုက်ဆိုသလိုကျင်းနေသည်ကရှီမြော ော်လင့်သည့်စင်ကျင်တုံတရားလက်ကင်ထားသည့်ခေါင်းဆောင်မှုမျိုးဖြစ်မလာခဲ့ဟုသတင်းစာတွင်ဖော်ပြထားသည်မိမိအမြင်ကိုပြောရလျင်ရှီကျင့်ပင်မှာငလင်တန်ခံနေရချိန်တွင်ပင်အချိန်ပေါင်းများစွာဘုံကျဲတိုက်ခိုက်နေသည့်အဖြစ်ကိုသိနေ၍ချင်း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 လုံရန်လူသိရှင်ကြပြောဆိုသွားခြင်းဖြင့်ထိုဖြစ်စဉ်များသည်မိမိတို့မြှောက်ပေးနေခြင်းမဟုတ်ဟုရှောင်လဲလိုက်ခြင်းသာဖြစ်သည်မြောင်လိုက်ဘက်ကလည်းရွေးကောက်ပွဲလုပ်ရနှင့်တရုတ်တို့ဖြစ်စေခြင်းတို့၎င်းတို့အာနာတီမြဲနေရဒီနီလန်းသာရှိတော်သည်ဆိုပြီးအကြောင်းပြလာမိတာဖြစ်သည် ်ထို့အတွက်ငကိုကပင်အာနာသည်တနက်ပြောင်းဝကထွက်လာသည်ကိုလက်ခံချသောတရုတ်အစိုးရအားလည်းသဘောပေါက်စီဖို့အထူးတလဲပြောနေစရာပင်မလိုပင်တရုတ်အစိုးရလိုလာသောငြိမ်ချမ်းရေးသည့်စစ်ပေါ်ချုပ်များအုပ်ချုပ်ပြီးလူမှုသည်လည်း anticipatory ovidian ပုံစံဖြင့်ကျိုးနွန်လာရေးပင်ဖြစ်သည်ဥပမာအားဖြင့်မြေဆုံလိုကိစ္စမျိုးထပ်ပေါ်လာမည်ကိုစိုးရိမ်စရာမရှိသို့သောတရုတ်ကွန်မြူနီကောင်ဆောင်ကြီးသည်မင်းအောင်လိုင်အားလက်ခံတွေ့ဆုံပေးခဲ့ရမှုအားအခွင့်အရေးတရက်အဖြစ်အသုံးချကာ၎င်းနေဖြင့်ပါပါနဲ့နဲ့ရှောင်ထွက်နိုင်ခွင့်ရသွားခဲ့ခြင်းပင်ဖြစ်သည် ရှီကျင်းပင်ကနိုင်နိုင်ချိန်ချိန်လှုပ်ဖို့ပြောပြီးမကြမီမှာပင်ဒီပဲရင်မြို့နယ်အတွင်းရှိစာတင်ကျောင်းအားပုံကျဲတိုက်ခိုက်၍ကလေးသူငယ်နှစ်ဒါဇင်ခန့်သေဆုံးသွားသည့်တရင်ဆိုးကြီးထွက်ပေါ်လာခဲ့ရသည်။တရုတ်ဘက်မှမတက်သာ၍ရင်ငုံနှုတ်ပိတ်နေရတော့လဲ၎င်းတို့ဘက်မှဆစ်လက်နက်များထောက်ပံ့ပေးနေသည်ကိုတကဘာလုံးကတီထား၍ဒေါသအမျက်ချောင်းချောင်းထွက်နေမိသားဖြစ်သည်။ဤဒီကိုတီသောမင်းအောင်လိုင်းတို့စစ်အုပ်စုသည် ၎င်းတို့လက်ဝယ်ရှိများပြားလာသော Facebook နှင့် Telegram အကောင့်များကိုသုံး၍လောက်ကျန်ဖန်တီသော သတင်းများဖြစ်သည်ဆိုကာလိင်ညာထုတ်လွှင့်ခြင်းမင်းသားမင်းသမီးများ၏ငယ်ကျိုးငယ်နာများရေးသားသောသတင်းများဖြင့်အာယုံလွဲနိုင်ရန်စီမံချက်တရက်အဖြစ်အမြန်အကောင့်ထဲပေါ်လာခဲ့သည်၎င်းတို့၏ post များ comment များသည်လည်းတူညီမှုနှီးပါဖြစ်နေသည်ဟု NUG ပြောခွင့်ရဦးနေဖုံးလက်ကပြောသည်ဟုသတင်းဌာနကဖော်ပြထားသည် ဆက်လက်ပြီးပင်လောင်းမြို့နယ်စောင်းပြောင်းရွာအနီးတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။ယနေ့မေလ18ရက်နေ့နံနက်9:00နာရီခန့်ကစ၍စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တုံးပူးပေါင်းတပ်ဆွဲထားသည့်နေရာကိုတော်လရဲတပ်များကတိုက်ခိုက်နေခြင်းဟုဆိုသည့် PNO တွင်စခရီပေါင်းပြီးထိုင်နေတဲ့နေရာပါ။ပင်လောင်းတောင်ဘက်ဆိုင်မှာ ဆောင်းပြောင်းရွာရှိတယ်ဟုဒေသခံသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီကဖေကုံမြို့အခြေဆိုင်ခမရ336တပ်ရင်းမှရှော့လိုက်တုံးများလက်နက်ကြီးများဖြင့်ပစ်ကူပေးနေကြောင်းအင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ကအတည်ပြုပါတယ်။ပြီးခဲ့တဲ့နှစ်ကလေးကစောင်းပြောင်းနေမြေကယာပြီးသားကိုအခြေအနေကြောင့်ပြန်ဆုတ်ပေးလိုက်ရတာပေါ့အခုကတော့တိုက်ပွဲဖြစ်နေတာလောက်ပဲပြောလို့ရမယ်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကယနေ့မေလ18ရက်စောင်းပြောင်းရွာတိုက်ပွဲဖြစ်စဉ်အပေါ်သတင်းဌာနသို့ရှင်းပြပါတယ် ပင်လောင်မြို့နယ်စောင်းပြောင်းကြီးရွာရှိစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့များက2024မတ်လ18ရက်တွင်တင်ပိုက်ခဲ့မှုသည်စောင်းပြောင်းကြီးရွာသည်ပင်လောင်မြို့တောင်ဘက်ဖေခုံမြို့အကြားမှရှိပြီးဖေခုံမြို့နယ်9မိုင်ခန့်သာကွာဝေးသည် စစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်ကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးပြီးစောင်းပြောင်းကြီးရွာကို2024ဇွန်လကုန်ပိုင်းကပြန်လည်ရယူခဲ့သည်။လက်ရှိတွင်စစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်တို့သည်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကရင်နီပြည်နယ်တို့တွင်စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးစစ်ဆင်နေသည်။အဆိုပါထိုးစစ်အရာမိုးပြဲမြို့စစ်ကြောင်းမိုးပြဲကုန်းတာစစ်ကြောင်းနှင့်ဖဲခုံညောင်ရွှေမြို့နယ်တို့ဟုရှမ်းတောင်စစ်ဒေသကွယ်ဘီဝါအမတ်တေကအထုတ်ပြန်ထားသည် စစ်ကောင်စီဤထိုးစစ်ကိုမေလပထမပတ်နှင့်ဒုတိယပတ်အထိခုခံရာတွင်စစ်ကောင်စီတပ်သား20ကျော်တေဆုံးပြီးအရှင်သုံးဦးဖမ်းမိကလက်နက်ခဲယမ်းများသိမ်းဆည်းရရှိထားကြောင်းသိရှိရပါသည်ဆက်လက်ပြီးမင်းပြားမျိုးတိန်တိုက်ပွဲတွင်ဖမ်းဆီးရရှိခဲ့သောစစ်တုံးပန်းမိသားစုဝင်225ဦးကို AA ကပြန်လွှတ်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မင်းပြမြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိခဲ့သောစစ်တုံးမန်းမိသားစုဝင်225ဦးကိုအေအေကပြန်လွတ်ပေးလိုက်ကြောင်းအာရကတက်တော် Aragon Princess Media သတင်းမီဒီယာမှတဆင့်သတင်းထုတ်ပြန်ပါရယ်။ယမန်နေ့မေလ16ရက်နေ့တွင်စစ်တုံးမန်းမိသားစုဝင်များကိုဒုတိယအကြိမ်များလွတ်ပေးလိုက်ခြင်းဖြစ်ပြီးအဆိုပါစစ်တုံးမန်းမိသားစုဝင်များကိုအာရကတက်တော်မှစစ်တုံးပန်းဥပဒေနှင့်အညီကျွေးမွေးဆောင်ရှောက်ခဲ့ပြီးစစ်တုံးပန်းမိသားစုဝင်225ဦးကိုလွတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မင်းပြမျိုးကို2024ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့တွင်အရက်ကတက်တော်ကမင်းပြမျိုးကိုအပိသက်သိမ့်ပိုက်ပြီးနောက်ဖမ်းဆီးရရှိခဲ့သောစစ်ကောင်စီစစ်တုံးပန်းများ၊တုံးပန်းမိသားစုဝင်များဖြစ်ကြောင်းသိရှိရပါသည်။အေအေကပြန်လည်ပေးလိုက်သောစစ်တုံးပန်းမိသားစုဝင်များတွင်အမျိုးသမီး95ဦး၊ကလေးသူငယ်130ပါဝင်ပြီးအရက်ကတက်တော်က၎င်းတို့အားလုံးကိုမိသားစုများထံအနားလိုက်ပြီးဖြစ်ကြောင်းသိရှိရပါသည်။ ပထမအကြိမ်အဖြစ်ဧပြီလ23ရက်နေ့ကလည်းမင်းပြမျိုးတိန်တိုက်ပွဲမှာဖမ်းဆီးရရှိသောစစ်တုံးပန်းမိသားစုဝင်190ဦးကိုအေအေကလွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ဓမ္မရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။